င်္ဂလာပါခင်ဗျရှင်ကုန်ခေတ္တကနေဒီအနေနဲ့ကတဲ့နေကိုတိဆက်ပေးပါမယ်မြန်မာနိုင်ငံအခုအခြေအနေရောက်ရှိရတာဟာစစ်တပ်ရဲ့အကြမ်းကြီးညှိနှိုင်းမှုကိုလက်မခံမဲ့အတင်းလွှတ်တော်ခေါ်တဲ့ NLD ကြောင့်ဆိုပြီးချက်ဖို့ပါတီဥက္ကဋ္ဌခင်ကြီးကအပြစ်တင်ပြောဆိုလာပြန်ပါတယ်စကိုင်းနဲ့ညောင်ဦးမြို့နယ်မှာအချက်ပစစ်တပ်ကပေါ်တာဆွဲဖမ်းဆီးထားတဲ့စစ်မှုရန်တပ်သားတဲ့နှစ်ဦးဟာဒေါ်လာရင်းတက်တွေစီကိုထွက်ပြေးလာပြီးအလင်းဝင်ရောက်လာတယ်လို့သဆိုင်ရာဒေါ်လာရင်းတက်တွေကပြောပါတယ် ပဲကိုတိုင်းရွှေချင်းမြို့နယ်မှာရသပြည်သူတွေနေထိုင်ရာခြေရွာ၃ရွာကိုအကြမ်းဖက်စစ်တပ်ကလေနဲ့ဘုံကျဲတိုက်ခိုက်မှုကြောင့်ပြည်သူတို့အုပ်သိဆုံးထပြန်တဲ့အပြင်ဘုံကြီးကျောင်းနဲ့စာတင်ကျောင်းပါပျက်စီးထားတယ်လို့ KNU ဗဟိုကထုတ်ပြန်ထားပါတယ်စကိုင်းတိုင်းဝက်လန်မြို့နယ်အတွင်းမှာအကြမ်းဖက်စစ်တပ်ကလေကျောင်းကနေဘုံကျဲပြီးမြေပြင်မှာစစ်ကြောင်းထိုးလာပြန်တဲ့အတွက်ပြည်သူတွေထွက်ပြေးတိမ်းရှောင်နေရတယ်လို့ဝက်လန် Information Network ရဲ့တာဝန်ရှိသူတို့ကရှင်းကုန်ခစ်တဲ့ကိုပြောပါတယ် ပကိုးတိုင်းပတောင်းမြို့နယ်ကအချက်ဖက်စစ်တပ်ရဲ့ point 63လုံးစခန်းဂုံးကိုအာခတ်တော်အေအေကတိုက်ခိုက်သိမ်းပိုက်လိုက်ပြီလို့အေအေကတရားဝင်ထုတ်ပြန်လိုက်တဲ့သတင်းပါဝင်ဒီနေ့လည်းကသတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပြမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့မြန်မာနိုင်ငံအခုအခြေအနေရောက်ရှိရတာဟာစစ်တပ်ရဲ့အကြိမ်ကြိမ်ညှိနှိုင်းမှုကိုလက်မခံပဲအတင်းလွတ်တော်ခေါ်တဲ့ NLD ကြောင့်ဆိုပြီးကြံ့ဖို့ပါတီဥက္ကဋ္ဌခင်ကြီးက အပြစ်တင်ပြောဆိုလာပြန်ပါတယ်ဒါကြောင့် နေပြီးတော့ဇေယသီရိမြို့နယ်မှာလာရောက်ခိုးလုံနေတဲ့ကျန့်ဖို့ပါတီအဆက်အနွယ်စစ်ဘေးရှောင်တွေကိုထောက်ပံ့ကူညီတဲ့အခမ်းအနားမှာကျန့်ဖို့ခင်ကြီးကထုတ်ဖော်ပြောဆိုတွားပြန်တာဖြစ်တယ်လို့သိရပါတယ်။အဲ့ဒီမှာ NLD ပါတီကိုဘယ်တော့မှအနိုင်မရခဲ့တဲ့ကျန့်ဖို့ပါတီဥက္ကဋ္ဌခင်ကြီးကသူတို့ရဲ့ထုံးစံအတိုင်း NLD ပါတီကိုအပြစ်တင်ပြောဆိုနေကြတဲ့မှာအခုတခါလဲမြန်မာနိုင်ငံလက်ရှိအခြေအနေရောက်ရှိရတာဟာ2020ရွေးကောက်ပွဲအပြီး စစ်တပ်ရဲ့အကြိမ်ကြိမ်ညှိနှိုင်းမှုကိုလက်မခံပဲအတင်းလွတ်တော်ခေါ်တဲ့ NLD ကြောင့်ဆိုပြီးထပ်မံအပြစ်တင်ပြောဆိုသွားပြန်တာပါဒါပြင်လက်ရှိမှာလည်း NLD တချို့ဟာပြည်ပကိုထွက်ခွာသွားပြီးတချို့ကလည်းမြေပြင်မှာလက်နက်ကင်တက်ခိုက်မှုတွေလှုပ်ဆောင်နေတာတွေကြောင့်ဒိုင်းပြည်ရဲ့လက်ရှိအခြေအနေဟာ NLD ကြောင့်ဆိုပြီးတော့သားချက်ဖို့ခင်ကသူ့ရဲ့ထုံးစံအတိုင်း NLD ကိုအပြစ်တင်ပြောဆိုသွားပြန်တယ်လို့သိရပါတယ်အဲ့ဒီလိုချက်ဖို့ခင်ပြောဆိုနေသလိုပဲတစ်ဖက်ကအကြံဖက်မင်းအွန်လိုင်းကလည်း မြန်မာနိုင်ငံလက်ရှိအခြေအနေရောက်ရှိရတာဟာ NLD ကြောက်ဆိုပြီးမကြာခဏဆိုသလိုထုတ်ဖော်ပြောဆိုနေပြီးအခုလဲကြက်ဖို့ခင်ကပါမင်းအွန်လိုင်းပြောတဲ့အတိုင်း NLD ကိုအပြစ်ဖို့ပြောဆိုမှုတွေလှုပ်လာနေတာဖြစ်ပါတယ်ပြီးခဲ့တဲ့2020ရွေးကောက်ပွဲအပြီး NLD ပါတီကအပြစ်အသက်မဲအနိုင်ရတဲ့အချိန်ကလဲပြည်သူထောက်ခံမှုမရဘဲခွက်ခွက်လန်ရှုံနေခဲ့တဲ့စစ်တလောက်ခံကြက်ဖို့ပါတီဟာစစ်တပ်ကိုကြားဝင်ဖို့နဲ့အာဏာသိမ်းဖို့ကိုအဓိကဥဆောင်ပြီး သူတို့ရဲ့နောက်လိုက်တွေနဲ့အတူကြီးညာချက်ထုတ်ပြန်တောင်းဆိုခဲ့ပါသေးတယ်ခင်ဗျာတဖက်မှာတော့ပကိုးတိုင်းပဒောင်းမြို့နယ်ကအချက်ဖက်စစ်တပ်ရဲ့ point 63လုံးစခန်းကုန်းကိုအရခတ်တော်အေအေကတိုက်ခိုက်သိမ်းပိုက်လိုက်ပြီးလို့အေအေကတရားဝင်သတင်းထုတ်ပြန်လိုက်ပါတယ်ဒါကိုတော့အောက်တိုဘာလ15ရက်နေ့ဖြစ်တဲ့မနေ့ကညပိုင်းမှာပဲပကိုးတိုင်းပဒောင်းမြို့နယ်ကအချက်ဖက်စစ်တပ်ရဲ့ point 63လုံးစခန်းကုန်းကိုအရခတ်တော်အေအေကတိုက်ခိုက်သိမ်းပိုက်လိုက်ပြီးဖြစ်တဲ့အကြောင်းနဲ့ နောက်ထပ်စစ်တပ်ရဲ့နေရီကန်ဗျူဟာဂုံးကြီးကိုပါအပိသက်သိမ့်ပိုက်နိုင်မှုထိုးစစ်ဆင်နေတဲ့အကြောင်းကိုအရခတတော်အေအေကသတင်းထုတ်ပြန်လာတာပါအဲ့ဒီပတောင်းမြို့နယ်မှာရှိတဲ့ point 63လုံးစစ်တပ်စခန်းကိုတော့အရခတတော်အေအေကအော်တိုဘလာ၁၄ရက်နေ့မနက်ပိုင်းမှာစတင်ထိုးစစ်ဆင်တိုက်ခတ်ရမှာ၃နာရီလောက်သာအချိန်ကြာမြင့်ခဲ့ပြီးစစ်တပ်စခန်းတစ်ခုလုံးကိုအပိသက်သိမ့်ပိုက်နိုင်ခဲ့တယ်လို့လည်းဆိုထားပါတယ်အဲ့ဒီစခန်းသိမ့်တိုက်ပွဲအတွေ့စစ်တပ်ကသေတဲ့သူတွေရဲ့မပါအလောင်းတွေနဲ့လက်နက်ခင်းရံတွေနဲ့တင်းစီရရှိထားတဲ့အကြောင်းကိုပါ အေအေရဲ့ထုတ်ပြန်ချက်ထဲမှာပြောထားပါသေးတယ်။ဒါအပြင်လက်ရှိအချက်ဖတ်စစ်တပ်ရဲ့နဲ့ရေကန်ဘူဟာစခန်းကုန်းကြီးကိုလည်းအရခတတော်အေအေကအပိသက်သိမ့်ပိုင်နိုင်မှုအတွက်အနှဲငယ်သာလူတော့ပြီးလက်ကျန်စစ်တပ်နေရာတွေကိုရှင်းနေနေသလိုအချက်ဖတ်စစ်တပ်ဘက်ကစစ်သားတွေဟာလည်းကစင်ကလေးနဲ့ထွက်ပြေးနေတာတွေပါရှိနေတဲ့အတွက်လိုက်လံနေမြေရှင်းနေမှုတွေဆက်လက်လှုပ်ဆောင်နေပါတယ်လို့အရခတတော်အေအေကထုတ်ပြန်ထားပါတယ်။တစ်ဖက်မှာလည်း ရခိုင်ပြည်နယ်မှာအာရခတတော် AA သိမ့်ပိုက်ဖို့ကြံနေတဲ့မြို့၃မြို့တဲကစစ်တွေမြို့အနီးပတ်ဝန်းကျင်မှာလေအခုရက်ပိုင်းအတွင်းမှာတိုက်ပွဲတွေပြင်းထန်လာပြီးတစ်ဖက်ကရခိုင်ပြည်နယ်နဲ့ထိစပ်နေတဲ့ဘကိုးတိုင်းမကွေးတိုင်းနဲ့ AR တိုင်းအဆက်တွေမှာလေ AA နဲ့ပူးပေါင်းတပ်တွေကအကြမ်းဖက်စစ်တပ်ကိုတံပြန်ထိုးစစ်ဆင်နေပြီဖြစ်တယ်လို့လည်းသိရပါတယ်ခင်ဗျတစ်ဖက်မှာတော့မြင်းညံမြို့နယ်ရွာကြီးညောင်ပင်ရွာလမ်းမိုက်မှာဂျေးရွာတွေကိုမိရှုဖျက်ဆီးနေတဲ့အကြမ်းဖက်စစ်တပ်လက်အောက်ကတီတာယူမှုပြစောတိအဖွဲ့ပါတဲ့စစ်ကြောင်းကို ဒေါ်လန်ရိတ်တက်တွေကကြားဖြတ်တက်ခိုက်မှုအတွေ့စစ်တပ်ကတိကြိုက်သိဆုံးမှုတွေများပြီးသူတို့စစ်သားမပအလောင်းတွေနဲ့ဒဏ်ရာရတဲ့သူတွေကိုအသေးအတန်တည်သွားကြတယ်လို့ပြည်သူကြေတပွင့်တဖွဲ့ရဲ့ဘိုးမိုက်ခက်ကရန်ကုန်ခေတ်ကိုပြောပါတယ်ဒါကတော့အော်တိုဘလာ၁၀ရက်နေ့ကပဲမြင်းညံမြို့နယ်ရွာကြီးညောင်မရွာလမ်းပိုင်းမှာကြေးရွာတွေကိုမိရှုဖျက်ဆီးပြီးစစ်ကြောင်းထိုးဖို့လုပ်နေတဲ့အချက်ဖတ်စစ်တပ်လက်အောက်ခံဒီတာယူမွန်ပြူစော်တီအဖွဲ့ပါတဲ့စစ်ကြောင်းကိုတော်လန်ရေးတပ်တွေကကြားဖြတ်တက်ခိုက်ချေမှုန်းခဲ့တယ်ဆိုပါတယ် အဲ့ဒီလုံတိုက်ခိုက်မှုအတွင်းအကြံဖက်စစ်သားတွေနဲ့ပူစောတိစုစုပေါင်း15ဦးထက်မနည်းဟာပြစ်ခတ်မှုတွေကြားမှာပဲအတိအသင့်တည်ကုန်ကြပြီးသူတို့စစ်သားမသားအလောင်းတွေနဲ့ဒဏ်ရာရတဲ့သူတွေကိုအသေးအတန်တည်သွားကြတယ်လို့ပြည်သူကျယ်တွင်တပ်ဖွဲ့ရဲ့ဘူမိုက်ခက်ကပြောထားပါတယ်လက်ရှိမြင်းညံမြို့နယ်မှာလည်းဒေါ်လာရင်းတက်တွေထိန်းချုပ်ထားတဲ့နေမြေတွေကိုအကြံဖက်စစ်တပ်နဲ့ပူစောတိပူပေါင်းအဖွဲ့တွေဟာမကြာခဏစစ်ကြောင်းထိုးတာတွေတွားတွားလုံနေပြီမြေ ဒေါ်လန်ရေးတက်တွေနဲ့ထိတ်တိုက်တွေ့ပြီဆိုတာနဲ့သူတို့စစ်တပ်ဘက်ကသာအထိနာပြီးပြန်ပြန်ဆုတ်သွားရတဲ့အခြေအနေတွေပဲဖြစ်နေတယ်လို့ဒေတာတွင်သတင်းအရင်းမြစ်ကပြောထားပါသေးတယ်ခင်ဗျ။တစ်ဖက်မှာတော့ဘကိုးတိုင်းရွှေချင်းမြို့နယ်မှာရသပြည်သူတွေနေထိုင်ရာခြေရွာ၃ရွာကိုအကြမ်းဖက်စစ်တပ်ကလေနဲ့ဘုံကျဲတိုက်ခိုက်မှုကြောင့်ပြည်သူတဦးသေဆုံးထပြန်တဲ့အပြင်ဘုံကြီးကျောင်းနဲ့စာတင်ကျောင်းမှာပျက်စီးထားတယ်လို့ KNU ဗဟိုကထုတ်ပြန်ထားပါတယ်။ဒါကတော့အော်တိုဘာလာရှိရနေ့ကပဲရွှေချင်းမြို့နယ်အတွင်းမှာရှိတဲ့ ကွင်းတလာကြီးညောင်မင်းကြီးနဲ့တက်ကဲကုန်းကြီးရွာအနီးတစ်ဝိုက်တွေ့ကိုအချက်ဖက်စစ်တပ်ကလေနဲ့လာပြီးဘုံတွေချဲ့ချသွားတယ်ဆိုပါနဲ့အဲ့ဒီလိုအချက်ဖက်စစ်တပ်ရဲ့လေကြောင်းတက်ခိုက်မှုကြောင့်အသက်၁၈နှစ်အရွယ်မက်ခင်စပယ်ဦးဆိုသူတေဆုံးခဲ့ရပြီးနောက်ထပ်ပြည်သူ၂ဦးကဒဏ်ရာတွေရထားသလိုညောင်မင်းကြီးကြီးရွာဖုံကြီးကျောင်းနဲ့တက်ကဲကုန်းကြီးရွာစတင်ကျောင်းလဲပျက်စီးထားတယ်လို့ကင်းညူဘ ਹੁ ကထုတ်ပြန်ထားပါတယ်လက်ရှိအချက်ဖက်စစ်တပ်ကတော့နိုင်ငံတော်ကသူတို့လက်လွတ်ဆုံးရှုံးထားတဲ့နေမြေတွေကိုလေကြောင်းတက်ခိုက်မှုတွေအရှိန်မြင့်လှုပ်ဆောင်နေရမှာ အယသပြစ်မှတ်တွေကိုပါတမင်တကာရည်ရွယ်ချက်ရှိရှိနဲ့ဥတီတက်ခိုက်မှုတွေလုပ်နေတယ်လို့ KNU ကပြောထားပါသေးတယ်ခင်ဗျာဖတ်မှာတော့စကိုင်းနဲ့ညောင်ဦးမြို့နယ်မှာအချက်ပစစ်တပ်ကပေါ်တာဆွဲဖမ်းဆီးထားတဲ့စစ်မှုရန်တပ်သားတဲ့နှစ်ဦးဟာဒေါ်လာအင်တက်တွေစီကိုထွက်ပြေးလာပြီးအလင်းဝင်ရောက်လာတယ်လို့သဆိုင်ရာဒေါ်လာအင်တက်တွေကပြောပါတယ်။စကိုင်းမြို့နယ်မှာတော့အော်တိုဘလာ၁၀နီကပဲအချက်ပစစ်တပ်ရဲ့စကိုင်းမြို့တပ်မ33ကိုအပုတ်ခံရတဲ့စစ်မှုရန်တပ်သားတဲ့တဦးဟာ ဒေါ်လာ industry ကိုထွက်ပြေးလာပြီးအလေးဝင်ရောက်လာတဲ့အတွက်နေမီကန် unicorn ပျောက်ကြားတပ်ဖွဲ့ကတွားရောက်ခေါ်ဆောင်ပေးခဲ့တယ်ဆိုပါတယ်အဲ့ဒီလိုအလေးဝင်လာတဲ့စစ်မှုထမ်းတပ်သားတက်ဟာမန္တလေးမြို့ကိုအလုလုဖို့တွားတဲ့အချိန်စစ်တပ်ရဲ့ပေါ်တာဆွဲဖမ်းဆီးမှုကိုခံရသူဖြစ်တယ်လို့လည်းသိရပါတယ်အလားတူတစ်ဖက်ကညောင်ဦးမြို့နယ်မှာလည်းအချက်ဖက်စစ်တပ်ကပေါ်တာဆွဲဖမ်းဆီးထားတဲ့စစ်မှုထမ်းတပ်သားတက်အူဟာအောက်တိုဘာလ15ရက်နေ့ဖြစ်တဲ့မနေ့ကပဲဒေါ်လာ industry စီမအလေးဝင်ရောက်လာတယ်လို့ဂလုံးလျှော့ဝက်တပ်ဖွဲ့ကထုတ်ပြန်ထားပါသေးတယ် တဖက်မှာတော့အကြံဖက်စစ်တပ်ကသူတို့ရဲ့စစ်မှုထမ်းအပတ်စဉ်တွေအတွက်လူငယ်တွေကိုနေရဒေတာအတိအသီးမှာပေါ်တာဆွဲဖမ်းဆီးတာတွေတောက်လျှောက်လုပ်နေပြီးစစ်သားတွေစုဆောင်းနေတယ်လို့တဖက်မှာလည်းအဲ့ဒီလိုစစ်သားတွေစုဆောင်းခံရတဲ့လူငယ်တွေဟာရှေ့ဒဏ်တွေအပုတ်ခံရတဲ့အချိန်အခွင့်အရေးရတာနဲ့တော်လန်ရေးတပ်တွေစီကိုမရမကထွက်ပြေးလာပြီးလင်းဝင်ရောက်လာတာတွေဟာဒုနဲ့ဒေးကိုရှိနေတယ်လို့လည်းသိရပါတယ်ခင်ဗျတဖက်မှာတော့အကြံဖက်စစ်တပ်က ပေါက်ခေါင်းနဲ့အောင်လံမြို့နဲ့အဆက်ကိုတိုက်ပွဲဖြစ်ပွားမှုမရှိပဲလင်းနဲ့လာပြီးဘုံဆယ်လုံးကျော်ကျဲချတိုက်ခိုက်သွားပြန်တယ်လို့ဒေသခံပြည်သူတွေကရန်ကုန်ခေတ်တစ်ကိုပြောပါတယ်ဒါကတော့အော်တိုဘလာ၁၄ရက်နေ့ကပဲပေါက်ခေါင်းနဲ့အောင်လံမြို့နဲ့အဆက်မှာရှိတဲ့မြေနတ်တောက်အနီးတဝိုက်နဲ့ရွှေလောင်စမ်းမကြီးကျေးရွာအနီးတဝိုက်တွေကိုအကြမ်းဖက်စစ်တပ်ကလင်းနဲ့လာပြီးဘုံဆယ်လုံးကျော်ကျဲချတိုက်ခိုက်သွားတယ်ဆိုပါတယ်အဲ့ဒီတော့အကြမ်းဖက်စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုဟာဘာတိုက်ပွဲမှမဖြစ်ပဲ ယသပြည်သူတွေနေထိုင်ရာကိုတမင်ကဥတီတက်ခိုင်းမှုဖြစ်ပြီးယသပြည်သူထိခိုက်မှုအခြေအနေတွေကိုတော့လက်တလုံးမသိရသေးသလိုတချို့ဂျေးရွာနေပြည်သူတွေလည်းရွာတဲမှာဆက်မနေရဲတော့ပဲတိမ်းရှောင်သွားတာတွေလည်းရှိတယ်လို့ဒီသာကံပြည်သူတွေကပြောထားကြပါလိမ့်ခင်ဗျတဖက်မှာလေစကိုင်းတိုင်းဝက်လက်မြို့နယ်အတွင်းမှာအချက်ဖက်စစ်တပ်ကလေကြောင်းကနေဘုံကျဲပြီးမြေပြင်မှာစစ်ကြောင်းထိုးလာပြန်တဲ့အတွက်ပြည်သူတွေထွက်ပြေးတိမ်းရှောင်နေရတယ်လို့ဝက်လက် information network ရဲ့တာဝန်ရှိသူတို့ကရှင်းကုန်ခစ်တဲ့ကိုပြောပါတယ် ဒါကတော့အော်တိုဘလာ၅နှစ်ဖြစ်တဲ့မနေ့ကညနေပိုင်းကနေစပြီးဝက်လက်မြို့နယ်ကရှိမကကြေးရွာမှာရှိတဲ့အကြံဖတ်စစ်တပ်ဟာအင်းတောင်ကြေးရွာဘက်တွေကိုလေကြောင်းကနေပုံကျဲပြီးတော့မြေပြင်ကနေစစ်ကြောင်းထိုးတာတွေလာလုနေပြန်နေဆိုပါတယ်အဲ့ဒီလိုအကြံဖတ်စစ်တပ်ရဲ့စစ်ကြောင်းထိုးဝင်ရောက်လာမှုကြောင့်အင်းတောင်ငါးတိုက်တောင်မအိုက်တောင်မင်းကုန်းလေးနဲ့ပုံအင်းတိုက်ကြေးရွာတွေကပြည်သူတွေကပါမနေ့ကညာတွင်းဂျင်းမာတဲ့ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ဝက်လက် information network တာဝန်ရှိသူကပြောထားပါတယ် ဒါပြင်အကြံပေးစစ်တပ်ဟာအဲ့ဒီဝက်လက်မြို့နယ်မှာရှိတဲ့တမန်သာကျေးရွာစာတင်ကျောင်းပအဝင်ရွာသားကြီးကျေးရွာကိုပါအခုရက်ပိုင်းမှာပဲလေကျောင်းကနေဘုံကျက်တက်ခိုက်သွားမှုကြောင့်လည်းပြည်သူ6ဦးဒဏ်ရာရထားပြီးအဆောက်အဦတွေလည်းပျက်စီးထားသေးတယ်လို့ဒေသခံပြည်သူတွေကပြောထားကြပါသေးတယ်ခင်ဗျာဟုတ်ကဲ့ဒါကတော့ရောင်းခစ်တက်ကနေဒီနေ့နေကင်းသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နိုင်ငယ်ပါ